ဟာ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 အေးတော်တယ်တော်တယ်ဒါပေမဲ့သိမပီသေးဘူးသိမပီသေးဘူးသိမပီသေးဘူး तू ကအမြဲတမ်းမဟို comment ချတော့လဲ तू က comment ကနည်းနည်းများတော့ကျွန်တော်မမြင်ရအောင်အပြင်မှာသူ့ရဲ့အချိန်မှာကိုကြီးရဲ့တရိတ်ဆန်လေးကိုချစ်တယ်အများကြီးပြောတယ်ပြောတယ်ကျွန်တော် तू ဟိုလေအဲခလေးရက तू ကတရိတ်ဆန်လေးရဲ့အရန်ချစ်တော့ကျွန်တော်မွေးထားတရိတ်ဆန်လေး तू မွေးချင်တာ तू ချစ်တာလောမိုက်ဆူကကြာနည်းနည်းကြောက်တာကျွန်တော်က ဟိုခဏခဏတော့စုံပွဲဒါပေမဲ့အဲ့လိုမျိုးရည်ပြပြုံးပြပဲကြတခါတစ်ခေါက်နှစ်ခေါက်လောက်ပဲစကားပြောဘူးတော့အဲ့ဒီတစ်ခေါက်နှစ်ခေါက်ပြောဘူးခဏပြောဘူးပြိမဲ့လဲဟိုကလေးရဟမ်ဘယ်ဖြစ်တယ်ပြီးရင်အဲ့လိုပေါ့ဟိုစကားပြောရင်ပြုံး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 နဲ့ချစ်စရာလေဟုတ် ဇလန်းတွဲမှာဒါပထမဆုံးတရုတ်ဆောင်ပူတဲ့လူတွေအကုန်လုံးနဲ့ဟိုတွေ့ဆုံရခဲ့တာဟုတ်ဟုတ်ဟုတ်ဒီကားလေးမှာစပြီးတွေ့ဆုံတာပေါ့ဟိုပါပေါ့လေ ash ကအက်ကသူကဟိုသူပြောတဲ့မြန်မာ accent ကဟိုသူလည်းနည်းနည်းဝဲတယ် ကျွန်တော်ကျွန်တော်လိုမျိုးပဲကျွန်တော်ဆိုလဲဝဲတယ်လေအဲဆိုတော့ तू तू မြန်မာလိုပြောရင်အဲ့လိုမျိုးနည်းနည်းဝဲတက်တက်လေးနဲ့အဲနားထောင်လို့ကောင်းတယ် तू ပြောလာတယ်ဟုတ်အာ ash လဲ ash ကတော့ပါတယ်တော်တယ်ဆိုတော့ तू ကြိုးစားတယ်အလုပ်ပေါ်မှာဇွဲလဲရှိတယ်ပြီးရင်နောက်တစ်ခုကဟို humble ဖြစ်တယ်အချင်းချင်းနဲ့ respect ရှိတယ်တော်တယ်ဟုတ်ပြန်တင်ပြတာမျိုးတော့မရှိဘူးကျွန်တော်လဲအဲ့လိုမျိုးဟိုဟို အဲဘယ်လိုပြောရလဲအဲ့လိုဝါချင်းသေဆောင်မဟုတ်တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်လည်းအဲကျွန်တော်မလုံးနိုင်တယ်ကျွန်တော်မသိတဲ့တရုပ်ဆောင်မှုအပိုင်းတွေရှိတယ်အဲ့ဒါဆိုရင်လည်းမာပွင့်တိုင်ကြီးဆိုတာဒီလိုလေးလောက်ရင်ပိုကောင်းမယ်ထင်တဲ့အများအားအကြံပြုချက်တွေတော့ရှိတယ်ရှိပါတယ်ကျွန်တော်ကတော့အဲ့လိုသင်မိတာမရှိဘူး။ तू က तू က romance romance character ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုအဲ row ရအစင်းနေများတော့ဗောဒါပေမဲ့ကျွန်တော်ကျွန်တော်ကတော့ row တော့မဟုတ်ပါဘူး။မင်းသမီးတွေက row ရတာ character အထက်မှာကျွန်တော်ကကြတော့အဲ့လိုဟို ကိုရဲ့ဟို character ရကိုစောင်းရတဲ့ဇနီးရဲ့ဇနီးရဲ့ဇနီးကိုအမြဲတမ်းတတိယနေပြီးတော့ဟိုချိန်တော့အရက်တောက်နေတဲ့အဲ့လို character ပေါ့လေအဲ့လို character ဖြစ်တဲ့အတွက်ကြောင့်မလို့တခြား main ကလေးဆိုရင်လည်းအုံနောက်ထဲမှာအဲ့လို main ကလေးလို့မမြင်မနဲ့အမြဲတမ်းဘူကလက်တိုက်နေတဲ့ character ပုံစံမျိုးပေါ့ဆိုတော့ main ကလေးတွေက role ရတယ်နောက်တော့အဲ့ role တွေရဲ့ကြားမှာပဲ ဇိုင်းလန်ဝါဆိုပုံစံနဲ့တလုံးပါအပြင်မဟုတ်ကာရိုက်တာအဲမှာတော့အရင်ချစ်တတ်တဲ့ကောင်လေးပုံစံရတော့တိတ်တော့မဟုတ်ဘူးထင်တယ်ဟိုသူကကျတော့ဆောင်းနာပြောလို့လေနည်းနည်းရေခဲတုံးနေရေနည်းနည်းအေးတီအေးဆက်အဲ့လိုမျိုးဖြစ်တယ်နောက်ပိုင်းနောက်ပိုင်းကျတော့တမျိုးပေါ့အပြင်မှာတော့ချစ်တတ်ပါတယ်ချစ်တတ်တဲ့ကောင်လေးရောမိုင်းဆိုးရဲ့ဒီမှာလေးအဆုံဖူးတယ်ဆုံဖူးတယ်ညီမလေးနဲ့ခဏခဏပါပဲဘာလို့လဲဆိုကျွန်တော်တို့အဲ့ဒီရဲ့အရှိမဟိုဟာရိုက်တာလေး ဘာလဲဟိုတစ်ခါတည်းကအိမ်မက်တွေစေးကြည့်တယ်ဟုတ် အိမ်မက်တွေစေးကြည့်ရဲ့အချိန်မှာစပြီးတော့ဆုံပွေးတာမိုင်းဆိုမိတ်ဆက်ပေးတာဒီမှာလေးကချစ်စရာလေးဟိုအဲ့ဒီဇလန်ထဲမှာပါတယ်မိုင်းဆိုရဲ့ငယ်ဘဝပုံရိပ်လေးအဲ့ပုံရိပ်ကကစ်ကစ်ရဲ့တပုံလေးလေးအဲ့လိုအဲ့လိုအဲ့လို तू ကအမြဲတမ်း မဟို comment ကြတော့လေသူက comment ကနည်းနည်းများတော့ကျွန်တော်မမြင်ရအောင်အပြင်မှာသူရဲ့အချိန်မှာကိုကြီးရဲ့တရိတ်ဆန်လေးကိုချစ်တယ်အများကြီးပြောတယ်ပြောတယ်ကျွန်တော်သူကဟိုလေအဲကလေးကသူကတရိတ်ဆန်လေးရဲ့အရန်ချစ်တော့ကျွန်တော်မွေးထားတရိတ်ဆန်လေးသူကမွေးချင်တာသူချစ်တာလို့မိုက်ဆိုကကြတော့နည်းနည်းကြောက်တာကိကိနဲ့ကြတော့ဟိုပါလေကျွန်တော်က ဟိုခဏခဏတော့စုံပွဲဒါပေမဲ့အဲ့လိုမျိုးရည်ပြပြုံးပြပဲကြာတစ်ခါတစ်ခေါက်နှစ်ခေါက်တော့ပဲစကားပြောဘူးတော့အဲ့ဒီတစ်ခေါက်နှစ်ခေါက်ပြောဘူးခဏပြောဘူးပြိမဲ့လဲဟိုကလေးရဟမ်ဘယ်ဖြစ်တယ်ပြီးရင်အဲ့လိုပေါ့ဟိုစကားပြောရင်ပြုံး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 နဲ့ချစ်စရာလေဟုတ်ကျွန်တော်ရဲ့ခွေးလေးတွေအဲ့လိုမျိုးဟိုကလေးတွေပါတယ်မွေတဲ့အခါကျရင်ကိုကတလိမ့်ဆန်လေးကြာလို့လဲသူတွေကဝေယဝိဆရတယ်ဟိုလောက်ပေးနိုင်မှာပါမွေတာကောင်းတော့ဟို အရင်မလုပ်ပေးနိုင်ဘူးဆိုရင်အဲ့ဒါဟိုဘယ်လိုပြောမလဲမွေးတာနဲ့တော့မတူတော့အဲ့တော့ကိုမလုပ်နိုင်ဘူးဆိုရင်လည်းတကယ်လုပ်ပေးနိုင်မဲ့လူတကယ်ကိုဂိူးဆိုင်မဲ့လူဆိုရင်တော့အဲ့လိုမျိုးခလေးတေးသေးလေးမွေးလာဆိုရင်အဲ့လိုမျိုးဟိုလက်ဆောင်ပေးလိုက်တယ်အာအဲ့ချိန်တော့ဟိုတကယ်ရိုက်မဲ့ရိုက်မဲ့အိမ်လေးအိမ်လေးအဲ့ဒီအိမ်ကဟိုရုပ်တရက်ဘာဖြစ်သွားလဲမသိဘူးမပွင့်မပွင့်ငါရအဲ့ဒါရိုက်ရိုက်ရင်းနဲ့ရိုက်ရင်းတန်းလန်းမှာအဲ့လို အရင်အဆင်မပြေဖြစ်တာဆိုတာကြာတိလိုက်ရအဲ့တော့မပွင့်လမ်းပြီးတော့ request လုပ်တယ်တကွအဲ့မှာရိုက်လို့ရလာဆိုတော့အရင်လည်းအဲ့တော့ဆက်ပြီးတော့ဆောက်ဆောက်ဆောက်ခါစားတော့မဟုတ်အဲ့ပြင်ကစားပေါ့ပြင်ကစားတော့အဲရိုက်လို့ရပါတယ်လို့အမားတို့တရံတရံလောက်ဆင်တော့ရပါတယ်အဲ့ဒါနဲ့ပဲတပတ်လောက်ဖြစ် အဲ့တော့တလိဆက်လေအဲ့အဲ့အိမ်မှာမခေါ်သေးဘူးမခေါ်သေးဘူးကျွန်တော်ချားအိမ်မှာပဲထားတော့အဲ့ဟာဝင်လာတယ်ပြင်လေးစားဆိုတော့လေသူတို့ရှင်းလေတုံးလေးကောင်တော့ပဲရှိမှာကြောင်လေးခွေးတယ်စိတ်ကလေးတယ်အဲ့လောက်ပဲရှိအောင်မှာအာတူတူလေးချစ်မယ်ဆိုရယ်ဇလန်းလွယ်ကအခု MRT ဖုန်းနဲ့ Hey Prime မှာဒီအာစပြီးတော့တွေ့နေပါခင်ဗျာအားလုံးပဲကြည့်ရှုခံစားအားပေးကြပါဦးလို့ဖိတ်ခေါ်ပါတယ်